အကစ်တာတီးနဲ့တို့ရဲ့မိတ်ဆွေချိုးတာဟိုဒီအယုံနဲ့ကတ်လိုက်တဲ့အခါမျိုးကြတော့ဟိုကိုကျော်ထန်းဟောတန်လည်းသေးတယ်ဟိုသေးတဲ့အထဲတော့မပါဘူးဆိုပေမဲ့လည်းသူကသေဥဆောင်ဟိုကရော့ကေဘိုဒီကဘာမေဘောလက်ရှောင်းထရက်ကတ်ဆိုတော့ကျွန်တော်အတန်ကိုရင်းနေပြီးသားလူကြတော့လည်းအဲ့မှာသူကတော့ကတ်ကြည့်တဲ့အခါမှာသူတို့မှလည်းနည်းနည်းလေးဟိုဟာနည်းနည်းအောင်နောက်သွားတဲ့တိုင်တိုင်ပတ်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ ျွန်တော်တော့ကျွန်တော်အတန်မလို့လားတော့မသိဘူးပေါ့နော်သူတို့ဘက်ကတော့မလို့လားဆိုကျွန်တော်လည်းတော့သိတိတ်တော့ live ဖက်လဲလို့တော့သိမတွေ့ရဘူးပေါ့နော်အဲ့ဒီကကိုရဲရင်သွေးပေါ့ရဲရင်သွေးကကျွန်တော်စီဖုံးဆက်ပြီးတော့အဲ့အဲ့ဒီလေးရှိရပေါ့နော်အဲဆောင်းဝန်ဒီလေးဆိုပေးနိုင်မလားဆိုပြီးသူချိတ်ပြီးတော့ရှောက်လာတယ်ကျွန်တော်ဆိုခဲ့တာဟုတ်တယ်ရောက်ရောရကောင်တော့အစားလေအာဒီဒီချင်းကတော့ ကျွန်တော်တို့လူငယ်ဘဝတွေကဒီတနိုင်ငံလုံးကိုသိမ်းခဲ့တာပဲလေကျွန်တော်တို့လူငယ်တွေအကုန်လုံးကဒီခိုးဘိုးဘိုးရဲ့အတန်မှာစီမျောခဲ့ရတာပေါ့ဘိုးဘိုးရဲ့လို့ဖြစ်လာတဲ့သချင်းလေးဖြစ်တာဟုတ်ကဘာကိုဖက်မဲ့တခြားသောရက်ကကျိုးသားတွေသူကအဲ့ကွယ်တဲ့ချိတ်တော်တော့ကျွန်တော်စဉ်းစားရတာပေါ့နော်ကိုဘိုးဘိုးဟိုဟာကိုရီးယားစီနီယာဆရာသမားလေးဖြစ်တော့လေဟိုအသိမဆိုးရဲဘူးလို့ပြောရတာပေါ့ပြောတော့သူတို့ကတော့ မဟုတ်ပါဘူးတဲ့သူတို့မှလည်းအခြားသူတို့ကိစ္စနဲ့သူတို့ပေါ့နော်အဲ့လိုရှိတယ်ဆိုတော့ဆိုတော့ဒီဒီတချင်းကိုလည်းပြီးတော့သူတို့အစားဆုံးပြန်ဒီခိုင်းတာပေါ့အဒီပိုင်းနေရာဆာဘကောရင်ကိုအကုန်လုံးအစားဆုံးပြန်ပြီးအစ်စ်လုပ်မဲ့သဘောတဲ့ project အစ်စ်ပေါ့နော်အဲ့လိုဆိုတော့ဖြစ်လိုက်မှလုပ်ပေးပါပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့လည်းဟိုကိုလေးစားတဲ့ကိုဘိုးဘိုးတချင်းလေးဖြစ်တယ်ကိုရီလည်းအရင်တော့ဆိုခဲ့ဘူးတဲ့တချင်းလေးဖြစ်တော့အမတ်တရားပုံစံမျိုးလေးလည်းဖြစ်အောင်ကျွန်တော်လည်းဆိုချင်တာလည်းပါတာပေါ့လေအဲ့ဒါနဲ့ပဲဆိုပြသွားတာပါဟုတ် တော့အဲထဲမှာဟိုကျွန်တော်တို့နည်းနည်းလေးသတိထားမိတဲ့သဘောပေါ့နော်တို့ပြောတော့အဲ့တော့ဒီသချင်းကိုတို့စရွေးပြီဆိုတော့ဒီသချင်းလေးရွေးတယ်ဆိုတဲ့အချိန်မှာတို့တို့စဉ်းစားတော့ကျွန်တော်နာမည်လေးပေါ်လာတယ်ပေါ့အဲ့ဒါနဲ့ပဲကျွန်တော်လာချိတ်ကြတယ်လို့ပြောတာပါပြောတော့အဲ့တော့စပြီးသချင်းဆိုမဲ့ဒီတဝင်းတွေအဲ့တယ်ဆိုတော့ဘယ်ကားဘယ်စကားပဲဘယ်သူဆောင်နေပါတယ်ဒါမျိုးသိလားအဲ့ဒါတွေတော့သိတယ်ဟုတ်တို့ဟိုဟာတို့မှအဲ့လို ဟိုစကားနာမည်ရေသီဥဆောင်တွေပါတယ်အကုန်လုံးပေါ့အဲ့ဒါတွေတော့အကုန်ပြပါတော့ကျွန်တော်ရောက်နေဟိုကိုနဲ့ live ပဲတယ်လို့ထင်လားအာနားထောင်ကြည့်လိုက်အဲသူတို့ထွေလာထွက်လာတော့တော့ကြည့်လိုက်တော့ဟိုကျွန်တော်တော့ကျွန်တော်အတန်မလို့လာတော့မသိဘူးပေါ့နော်သူတို့ဘက်ကတော့မလို့လာဆိုကျွန်တော်တည်းတော့သိတိတ်တော့ live ဖက်လဲလို့တော့သိမတွေ့ရဘူးပေါ့နော်ဘာလို့ဆိုဒါလည်းကျွန်တော်ကိုယ်တိုင်ဆိုထားလို့လည်းဖြစ်ပါပါဟုတ်ကဲ့နောက်ကျွန်တော်ရဲ့မိတ်ဆွေပြည်သက်တွေကလည်းအဲ့လို ဝင်ရေးကြတာတွေရှိတာပေါ့နော်ဟိုမအဆက်ဖို့ဆိုတဲ့ပုံစံလေးတော့ရေးကြတာပေါ့ဒါတော့တို့အယုတ်သမားတွေကျွန်တော်တက်တက်ပေါ့လေကျွန်တော်တို့ကျတော့အော်ဒီယိုသမားဆိုတော့ကိုယ်ဒီတခြင်းလေးအပ်တယ်ဆိုတော့ကိုကတော့အကောင်းဆုံးတည်တည်ချာချာအစာဆုံးကိုဟိုအားနေချက်လေးနဲအောင်မရှိအောင်ကျွန်တော်တို့ဒီကျွန်တော်ရင်ကျွန်တော်ဒီစီကရာဖွဲ့သားတွေရဲ့နောက်စတူဒီယိုအစအကောင်းလုံးပေါ့အတန်ဖန်မင်းစင်ပိုင်းအစအားလုံးတည်ချာကျွန်တော်တို့လုတ်ပြီးတော့ကျွန်တော်တို့အပ်ထားတဲ့အလိုလိုတော့ကျွန်တော်ကောင်းကောင်းလေးဒီကနေ့ပေးလိုက်တာပေါ့နော် channel အပိုင်းကြတော့ ီအယုတ်ပိုင်းကြတော့ကျွန်တော်တို့လည်းမဆိုင်တော့ဘူးလေဒါကတို့ရဲ့အပိုင်းဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့အတ်တဲ့ဟာလေးကိုပဲကျွန်တော်အကောင်းဆုံးလုပ်ပေးလိုက်တယ်ကျန်တာတော့တို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 ့လည်းအကောင်းဆုံးလုပ်ကြမှာပါဟုတ်နေနေတော့ပြင်ပန်းတယ်ဗျပြင်ပန်းတော့ကိုပူပူဆိုတာကကျွန်တော်တို့ရဲ့တကယ်ဟိုဟာမြင်စရာကြားစရာတွေမှာပါတာဟိုတင်စရာတာမဟုတ်တာလေသူရဲ့ သူရေဆိုပေါက်တွေကိုလေ့လာပြီးတော့ကျွန်တော်တို့အများကြီးဆိုခဲ့ရတာဟုတ်သူတခြင်းပေါက်များစွာရဲ့ပြောင်းမှုမှုလည်းရှိတော့တကယ်တကယ်ဒီတခြင်းကြီးလှုပ်တဲ့အခါကျတော့သူသူဆိုထားတဲ့တခြင်းကိုဖျောက်ပြီးကျွန်တော်တို့ original ဒီဂျုံချက် version ကိုပဲဂျုံချက်ကိုပဲပြန်လာထောင်ပြီးတော့ပြန်လေးယူရတာဟိုကိုဘိုးဟာဆိုရင်စာသားတွေပဲတေချာပြန်ယူရတာပေါ့ပြောင်းမှုမှုဖြစ်သွားမှာဆိုလို့လေဒါတော့မှပါပါတယ်တချို့ဟာတွေကတော့ရှိပါသေးတယ်သူသူ့ရဲ့ဟိုပုံစံအနေအထားမျိုးတွေလေ အတက်နိုင်ဆုံးတော့ကျွန်တော်ဟန်ရအောင်လို့ကျွန်တော်ဆိုထားပါတယ်ကျွန်တော်မများပါဘူးသူတို့ကအဲ့လိုမျိုးကျွန်တော် messenger ကနေအဲ့လို audio file လေးပို့ပေးပါပေါ့နော်အဲသူတို့ကြတော့လေကျွန်တော်အတန်တွေကရင်းနှီးပြီးသားဖြစ်နေတာဟုတ်ရင်းနှီးပြီးသားဖြစ်တော့ဟိုဒီအယုံနဲ့ကတ်လိုက်တဲ့အခါမျိုးကြတော့ဟိုကိုကျော်ထန်းကအတန်လည်းသေးတယ်ဟိုသေးတဲ့အထဲတော့မပါဘူးဆိုပေမဲ့လေသူကသေဥဆောင်ဟိုဆိုတော့ကျွန်တော်အတန်ကိုရင်းနှီးပြီးသားလူကြတော့လေအဲ့မှာသူကတော့ကတ်ကြည့်တဲ့အခါမှာသူတို့မှလည်းနည်းနည်းလေးဟိုဟာနည်းနည်းအောင်နောက်သွားတဲ့တိုင်တိုင်ပတ်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ ဲ့တော့ကျွန်တော်တို့ audio file လေးပို့ပေးပါဆိုကျွန်တော်ပို့ပေးပါရဲအဲ့လိုပေါ့နော်သူတို့ကလည်း audio စစ်စစ်နားထောင်နေတဲ့လူတွေဖြစ်ဖြစ်လို့ပါ guitar တီးတဲ့တို့ရဲ့မိတ်ဆွေဆိုတာတွေအဲဒီလာထဲမှာအဲဒီ logan ရုပ်ရှင်ဇာတ်ကားရုံတင်တော့မယ်လို့ပြောပါတယ်ဟုတ်ဆိုတော့ဟိုဟာကျွန်တော်အစ်တချင်းကအစ်မဟုတ်ဘူးဆိုပေမဲ့လည်းကျွန်တော်ပြန်ပြီးတော့ဒီဟာဟိုဟာ ပြန်လဲ reform လုပ်တဲ့သဘောပေါ့နော်အဲ့ဒီ the high rock and roll ဆိုကြာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ပေါ့နော်အဲ့ဒီကဆိုတော့အဲ့ထဲမှာကျွန်တော် design one daily ဆိုထားပါတယ်ဟိုအာပေးရှင်နဲ့မိတ်ဆွေတွေလည်းအဲလောကရန်ရွေးချယ်စကားကြီးယုံတင်တဲ့အချိန်မှာတွားရောအာပေးပြီးတော့ကြီးစုနားစင်ခံစားပြလို့ရပါတယ်လို့ပြောနေပါဟုတ်